င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်ဗန်းမောင်မြို့သိမ်းတိုက်ပွဲကို NUG ဦးစီးကွက်ခဲတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကပြောဆိုလိုက်ပြီးဗန်းမောင်မြို့သိမ်းတိုက်ပွဲဟာစစ်သားတွေရဲ့စိတ်ဓာတ်ပျို့ကျနေမှုကိုတသက်ပြနေတယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်တဝဲမှာစစ်တပ်ရိခါပို့ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုမှာစစ်သား26ဦးဟာသေသွားပြီ ကား6စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တက်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းဗမော့မြို့တရင်တိုက်ပွဲကိုအမျိုးသားညညရဲ့အဆိုရ NUG လက်အောက်ကအမတ်တစ်စစ်ဒေသကဦးစီးကိုကဲတာဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူဗမူကြီးနော်ဘူးကပြောဆိုလိုက်တယ်လို့အဲ့ဒီတိုက်ပွဲဟာအကျန်းဖက်မဲအောင်လိုင်းရဲ့စစ်သားတွေရဲ့စိတ်သက်ပြိုကျနေမှုကိုတသက်ပြနေတာလို့လည်းဦးမင်းကိုနိုင်ကပြောဆိုလိုက်ပါတယ်ဗမော့မြို့တရင်တိုက်ပွဲနဲ့ပတ်သက်လို့ ရန်ကုန်ခေတ်က KIA ပြောဆိုခွင့်ရှိသူမမူကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းရမှာတော့ NUG လောက်က အမှတ်၁စစ်တေသားကဦးစီးကိုခဲတာဖြစ်တဲ့အတွက် KIA မှာတိုက်ပွဲနဲ့ပတ်သက်လို့ဘာအချက်လက်မှရှိနေဘူးလို့လည်းပြောပါတယ်။ဒါအပြင်88မျိုးဆက်ចောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ကလည်း ဗမာမျိုးသိန်းတိုက်ပွဲဟာຫນွေဥတော်လည်းရဲ့အတွက်အင်အားဖြစ်ပြီးတော်လည်းအရှိန်ဟောင်းဟာတရုတ်ဩစာကင်းလွတ်တဲ့အနောက်မြောက်ကိုအောင်မြင်စွာရွှေ့သွားတာဖြစ်တယ်လို့လည်းသုံးသပ်ပြောဆိုလိုက်ပါတယ်။ဗမာကိုရတာဟာမျိုးတစ်မျိုးရတာထက်များစွာပိုမိုပြီးစည်ရင်တာမကဗန္နာရေးတန်တမန်ရေးတွေပါတက်ရောက်မှုတွေဟာ တော်လည်းဘက်ကအပေါင်းလက္ခဏာရသွားတာဖြစ်တယ်လို့လည်းဦးမင်းကိုနိုင်ကပြောပါရယ်ဒီမျိုးဟာဘျူဟာရအရေးပါတာကို ဖက်စစ်တက်ကလည်းသိတဲ့အတွက်သူတို့အသက်တွေအများကြီးဖြုံးကခုခံခဲ့သေးပေမဲ့လည်းအီအာအိုတွေ အပါအဝင် တော်လည်းစစ်ဘက်ခေါင်းဆောင်တွေကအစီမံခေါင်းတွေနဲ့အချိန်ယူအကြနာကြိုတင်ပြစ်စီပြီးတိုက်တာဖြစ်တဲ့အတွက်ကြောင့်ကာကင်းစခန်းကုန်းတွေတဝုံဝုံပြိုပြီး ဖက်စစ်စစ်သားတွေရဲ့စိတ်ဓာတ်တွေပါလိုက်ပါပြိုကျကုန်တာလို့ဦးမင်းကိုနိုင်ကသုံးသပ်ပြောဆိုထားပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်လို့တော်လင်းတစ်ဖွဲ့ပြောတာကတော့ဗမောက်မျိုးတိုင်တိုက်ပွဲကနေထွက်ပြေးသွားတဲ့ SN ရှမ်းနေတက်တွေနဲ့အကြမ်းဖက်စစ်သားတွေဟာမြို့ပြင်မှာစုဖွဲ့နေရလို့လဲတော်လင်းသတင်းမြစ်ကပြောပါရယ် မြို့ရင်းမှာလည်းကြံရစ်ခဲ့တဲ့စစ်သားနဲ့ရှမ်းပြည်တပ်ဖွဲ့ဝင်တွေကို KIPD ရဲ့ပူးပေါင်းမဟာမိတ်တပ်တွေကနေမြေရှင်းလင်းအနေနဲ့တိုက်ခိုက်ရှင်းလင်းနေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဗမာမြို့သင်းတိုက်ပွဲကိုစစ်တပ်နဲ့လက်အောက်ခံ SN နေတပ်တွေကအင်အားတထောင်ခန့်နဲ့ခုခံခဲ့ပေမဲ့လည်းစစ်တပ်ရဲ့ကာကင်းစခန်းခုနှစ်ခုပင်မဌာနချုပ်တရင်နှစ်ခုတို့ကိုတော်လဲမဟာမိတ်တပ်တွေကစတေမလာ20နေမှာ အပြည့်သက်တိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ီတခါမှာတော့အကျန်းဖက်စစ်တပ်ကကျင်းပမဲ့တရားဝင်အတုအယောင်ရွေးကောက်ပွဲတို့တိုင်းရင်းသားလူမျိုးများကောင်စီ MEC နဲ့ Federal Unit အဖွဲ့အစည်းတွေကလုံးဝလက်မခံဘူးလို့စုပေါင်းထုတ်ပြန်လိုက်ပါတယ်။တိုင်းရင်းသားလူမျိုးများကောင်စီ MEC ကပြောတာကတော့ပြည်내အာကောင်ရေးကနေပြည်ထောင်စုအာကောင်ရေး Federal အခြေခံချစ်ကပ်မှုနဲ့အနာဂတ် Federal Democracy ပြည်ထောင်စုကိုတိဆောက်သွားဖို့အတွက်သဘောတူထားသလို တပြည်တောင်ဗဟိုချုပ်ကန်မှုစနစ်နဲ့ဆက်အနာရှင်စနစ်ကိုခြုံငင်းစေပြီးအနာဂတ်မှာတည်ဆောက်မဲ့ Federal Democracy ပြည်တော်စုကို Bottom Up Federalism Approach နည်းလမ်းနဲ့စနစ်ပြောင်းနိုင်ငံသစ်တည်ဆောက်သွားမယ်လို့မူဝါဒချက်မှတ်သဘောတူထားကြတယ်လို့လည်းပြောပါရယ်။ဒါအပြင်ဒီဇင်ဘာလ28ရက်နေ့ကနေစတင်ပြီး အပိုင်းလိုက်ရွေးကောက်ပွဲလုပ်မယ်လို့ဆိုတာဟာ လူမှုဆန္ဒမဟုတ်ပဲဆရာနာရှင်ကိုသက်ဆိုးရှည်စေဖို့လုပ်တဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တာကြောင့်အဲ့ဒီရွေးကောက်ပွဲကနေမြန်မာနိုင်ငံရဲ့ပြဿနာအခက်အခဲတွေဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်းတိုင်းရင်းသားလူမျိုးများကောင်စီ MEC တာဝန်ခံဥအောင်စန်းမြင့်ကပြောပါတယ်။အဲ့ဒီစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဟာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရက်နဲ့ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတဲ့အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူတို့တရက်လုံးရဲ့ဆန္ဒနဲ့လဲဆန့်ကျင်နေတယ်လို့လဲတိုင်းရင်းသားလူမျိုးများကောင်စီကထောက်ပြထားပါဗျ ဒါအပြင်တိုင်းရင်းသားကောင်စီ MEC နဲ့ Federal Unit အဖွဲ့တွေကအနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ရည်ရွယ်ပြီး အသွင်ကူးပြောင်းရေးကာလ Federal Democratic အစိုးရတည်းရဲ့ပေါ်ထွက်လာစေဖို့အတွက်အစီအစဉ်တွေဆောင်ရွက်နေကြောင်း AFDA လို့ခေါ်တဲ့အခြေခံဥပဒေသစ်ရေးဆွဲနေကြောင်းလည်းအသိပေးကြေညာထားပါတယ်။ဒီပိုးတွဲကြေညာချက်ကို KNY အမျိုးသားတိုးတက်ရေးပါတီ KNPP ၊ KNY အမျိုးသား CNU ချင်းအမျိုးသားတပ်ဦး CNF မွန်ပြစ်သက်ပါတီအာနာရှင်တိုက်ဖြတ်ရေး NMSBAD တအောင်းပြည်ကောင်စီ TLC ပိုးမျိုးသားဖက်ဒရယ်ကောင်စီ PNFC မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC ကင်းနီပြည်အတိုင်းပင်ခံကောင်စီ KSCC အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB လာအိုဒီမိုကရက်တစ်အစည်းအရုံး LDU ဇကိုင်းဖက်ဒရယ်ယူနစ်တော်လင်းအင်အားစုတွေနဲ့မြန်မာနိုင်ငံ နိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့ OFMPP တို့ကပူးပေါင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဒီတစ်ခါမှာတော့တနင်္သာရီတန်းဒဝေမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရိခါပိုရင်းနှန်းကို၃ချိန်ကြားဖြတ်တိုက်ခိုက်ရမှာ စစ်သား26ဟာတေသွားပြီးကား6စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း Black Guerrilla Force အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ August 21ရက်နေ့ကဒဝယ်မြို့နယ်တင်ကန်းတုံကျေးရွာမှာအကြက်ပဲစစ်တပ်ရဲ့ကား10စီးပါရိတ်ခါရင်နံကိုတော်လိုင်းတဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ရမှာစစ်သား20ဦးထက်မနည်းဟာတေသွားတာဖြစ်ပြီး ကားသုံးစီးကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကလက်လက်ခရမ်းတွေကိုလည်းတင်းဆဲရရှိခဲ့လို့လည်းသိရှိရပါဗျ။အဲလိုတိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာကြန့်ရှိတဲ့ရိတ်ခါရင်တန်းကကားရှိစီဟာဝါကုန်းရွာမှာကားနှစီအပါဝင်စစ်သား80ခန့်ထပ်မံအင်အားဖြစ်တင်ပြီးစုစုပေါင်းကား6စီးနဲ့စတင်မလာ၄ရက်နေ့ကထပ်မံထွက်လာစဉ်မှာတော်လန်းတပ်ဖွဲ့ဝင်တွေကဖျားတောင်အနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတစ်နိုင်ခန့်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။စက်တင်ဘာလ9ရက်နေ့မှာအဲ့ဒီရင်တန်းကိုဝါကုန်းရွာ နားမှာပဲထပ်မံကြားဖြတ်တက်ခတ်ရမှာစစ်တပ်ကစစ်သား6ဦးဟာတည်သွားကကားကြီးနှစ်စီးနဲ့ကားငယ်တစ်စီးကိုလည်းတော်လဲပူပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကထပ်မံမီးရှို့ရှင်းလင်းနိုင်ခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လဲပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေဘက်ကဒေါနာတက်ခွဲခွန်ကရဲဘော်တို့နဲ့ KNL တရင်စနစ်ကရဲဘော်တို့စုစုပေါင်း300ဟာမြင့်မြတ်စွာကြာဆ ုံးခဲ့လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့တင်းသားရီတန်ပလောက်မြို့မှာအခြေစိုက်ထားတဲ့ခလရ280တရင်ကစစ်မှုတန်တသားတဲ့နှစ်ဦးဟာတနက်တွေယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်လာခဲ့လို့ KNU ဘိတ်တဝဲခိုင်ကတင်းထုတ်ပြန်ထားပါတယ်။စတင်ပါလာ20နှစ်မှာပလောက်မြို့မှာအခြေစိုက်ထားတဲ့ခလရတရင်280တရင်ကစစ်မှုတန်တသားတဲ့နှစ်ဦးဟာ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလည်းတရင်း၁၁စီကိုအလင်းဝင်ဗက်ပြောင်းခိုလုံလာတာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာပြီးဗက်ပြောင်းခိုလုံလာတဲ့စစ်မှုတပ်တသားတဲ့နှစ်ဦးဟာထိုင်းနိုင်ငံကိုအလုတ်သွားလုပ်နေစဉ်မှာဖမ်းဆီးခံရတာဖြစ်ပြီးထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကော့တောင်းဘက်ကို ပြန်လည်ပို့ဆောင်ခံရတာလည်းဖြစ်ပါတယ်။အဲဒီနောက်ကျွန်းစုမျိုးကအကြမ်းဖက်စစ်တပ်က အတင်းအာရမစစ်မှုတန်းအဖြစ်စုဆောင်းခဲ့တာဖြစ်ပြီးစစ်တင်နန်း၃လတက်ခဲ့ပြီးရဲ့နောက်မှာရှေတန်းသိန်းခွန်းဘက်ကိုအပို့ခံရတာလည်းဖြစ်ပါတယ်။အဲ့ဒီရှေတန်းသိန်းခွန်းကနေထွက်ပြေးခဲ့ကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း၁၁ထံကိုလက်နက်မပါဘဲအခုလိုအလင်းဝင်ဗက်ပြောင်းခိုးလုံလာတာဖြစ်တယ်လို့လည်း KNU ဗိတ်တော်ွယ်ခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။အခုနောက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကထိုင်းဘက်ကနေပြန်လည်ပို့ဆောင်ခံရတဲ့အမျိုးသားလူငယ်တွေကို ကော့တောင်းမြို့မှာလက်ခံပြီးတဲ့နောက်မှာပြန်လွတ်ပေးတာမျိုးမရှိဘဲစစ်မှုထမ်းတင်နန်းကျောင်းတွေကိုပို့ဆောင်တာတသားတစ်တွေပြေစုဆောင်းနေတယ်လို့လည်းအလင်းဝင်စစ်မှုထမ်းတသားတစ်တွေကထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ TNL ကတင်ပိုက်ထားတဲ့မိုးကုတ်မြို့အနောက်ပိုင်းဖျားသုံးဆူကျေးရွာကိုစစ်တပ်ကမနစ်ကနေ့လယ်ပိုင်းကလေရင်နဲ့ဘုံနှလုံးကိုကျဲချသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရတယ်။မိုးကုတ်မြို့နယ်အနောက်ပိုင်းဖျားသုံးဆူကျေးရွာကိုဘုံကျဲချခဲ့တာဖြစ်ပြီးဘုံတစ်လုံးမှမပေါက်ကွဲပဲတစ်လုံးကတော့ကြက်ချံပေါ်ကိုကြောက်ရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့လည်းမိုးကုံမြို့ကပြည်သူတို့ကပြောပြပါရတယ်။စက်တင်ဘာလ16ရက်နေ့ကလည်းမိုးကုံမြို့အရှိပိုင်းချမ်းသာကြီးဖရအနောင် လင်းအောင်ကြီးဖုန်ကြီးကြောင့်အနီးကိုဘုံးတွေကျချခဲ့တဲ့အတွက်အမျိုးသမီးတူဟာအထိကတန်ရရှိခဲ့ပြီးနေအိမ်လေးလုံးထက်မနည်းဟာပျက်စီးသွားလို့လည်းသိရပါဗျ။ဩဂတ်စ်လကနေစတင်ပြီးမိုးကုတ်မြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုတွေအလွန်များပြားနေတယ်လို့လည်းသိရှိရပါဗျ။အလားတူစတင်ပါလ17ရက်နေ့ည8:00နာရီဝန်းကျင်အချိန်ကလည်းမန္တလေးတိုင်းစင်ကိုမြို့နယ်ကိုစစ်တပ်ကတိုက်လေနှစ်စီးနဲ့ဘုံးတွေကျဲချတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ရမှာ ြည်သူနှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းဒေသပြည်သူတွေကပြောပါတယ်ရှင်မန္တလေးရတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့စစ်သားတွေကမိုင်းရှင်းလေးရေးပြုလုပ်စဉ်မှာပောက်ကွဲမှုဖြစ်ပွားပြီးနှစ်ဦးဟာသေသွားခဲ့လို့ဒေသသတင်းမြစ်တွေကပြောပါရယ်စက်တင်ဘာလ10နေ့နေ့လယ်17နာရီခန့်ကနေစတင်ပြီးမလိုင်မြို့နယ်ဘက်ကနေဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ ရုံးစီကြီးရွာကိုတနတ်တွေပစ်ဖောက်ကဝင်ရောက်စီးနှင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ရုံးစီကြီးရွာမှာအထိုင်ချပြီးရုံးစီကြီးမလိုင်းလမ်းမှာမိုင်းရှင်းလင်းရေးပြုလုပ်နေစဉ်တွင်မိုင်းနှင်းမိပြီးစစ်သား၂ယောက်ဟာပွဲချင်းပြီးတည်သွားသလို12ယောက်လည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီစစ်ကြောင်းကတော့ရုံးစီကြီးရွာထဲမှာတက်ဆွဲထားသလိုပြည်သူတွေကိုလည်းရွာထဲမှာအကြေကျုပ်သဘောမျိုးနဲ့ဖမ်းဆီးထားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ရုံးစီကြီးရွာကိုဝင်ရောက်စီးနှင်းစဉ်မှာလည်း တွေ့မြင်ခဲ့တဲ့အမျိုးသမီးတဦးကိုအတ္တမပြုကျင့်ခဲ့တယ်လို့ထမင်းလာပို့တဲ့အမျိုးသမီးအပါအဝင်6ဦးကိုလည်းအတ္တမပြုကျင့်ခဲ့ပြီးကျေးရွာနေအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။ဒါအပြင်အမြဲတမ်းတောက်စားမှုရပြီးမှုရစေဝါ30နှစ်ကစစ်ကြောင်းထိုးရာတက်လျှောက်မှလည်းအရက်ဘီယာဘူးခွန်တွေအမျိုးသားသုံးကွန်တုံးတွေကိုတွေ့ရှိရတယ်လို့လည်းဒေတာတွင်းသတင်းမြစ်ကပြပြပါရတယ်။ ဒါအပြင်တက်ဆွဲခဲ့တဲ့စတင်ဘာလ10နေ့ကနေစတင်ကလက်ရှိအချိန်ထိရုံးစီကြီးရွာနဲ့တန်ပိုးရွာကပြည်သူပိုင်နေအိမ်တွေကိုနေ့စဉ်မီးရှို့ဖျက်ဆီးနေပြီးနေအိမ်ပျက်စီးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့သခိုင်းတိုင်းကံဘလူမြို့နယ်လှဲပွဲရွာကို မီးရှို့နေတဲ့အကြက်ဘက်စစ်ကြောင်းကိုတက်ခရမှာစစ်သားလေးဦးဟာတေသွားတယ်လို့တော်လန်းသတင်းမြစ်ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ20ရက်နေ့ညနေပိုင်းက ကမ်ဘလိုမြို့နယ်ချက်တင်းပြူစောတိရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းကစစ်သားအင်အား180ခန်းပါတဲ့စစ်ကြောင်းဟာလဲပွဲကျေးရွာကိုဝင်ရောက်စီးနှင်းကနေအင်းတွေကိုမိရှုဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်သားတွေကနေအင်းတွေကိုမိရှုနေစဉ်တွင်တော်လဲတပ်ဖွဲ့ဝင်တွေဘက်ကဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်သား၄ဦးဟာတေသွားက၃ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုဘုံမုံတိုင်းဦးစီးတဲ့ကပ်မလူခံတရင်နဲ့တက်ခွဲလေးနဲ့ဒေသကာကွယ်ပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။